အာတီတာကိုဂုံပြူတဲ့ကြောင်းထုတ်ပြောလာခဲ့တဲ့ဂွာဒီယိုလာသိတဲ့များအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟတ်ကနေကြိုဆိုပါရယ်အရင်ဆုံးမီခေးကိုဂုံပြူပါရယ်အာဆင်နယ်ဆိုတာကနှစ်ပေါင်းများစွာအခြေခံအုတ်မြစ်ခိုင်မာခဲ့တဲ့အသင်းတစ်သင်းမှာဒီရဒီမာစိုးရင်တော့ကတော့ကျွန်တော်တို့ဘလို့တိုးတက်အောင်လုပ်မလဲဘလို့ပိုကောင်းအောင်လုပ်ပြီးသူတို့နဲ့နှီးဆက်အောင်ဘလို့လုပ်မလဲဆိုတာပါပဲကျွန်တော်ရဲ့တွေးကြုံရဆိုရင်တော့ပရီးမီးယားလိရာဒီကရန်ကိုရှည်တဲ့အပြင်အဆင့်တစ်ခုမှာရက်တီဖို့ဆိုတာလည်းအတော်လေးစူးစမ်းယူရပါတယ်အဲ့ဒါကကျွန်တော်ရဲ့တွေးကြုံပါ ဒီလိမှာအသင်းကောင်းတွေအများကြီးရှိပါတယ်။သူတို့အာဆင်တွေကသူတို့ရဲ့လက်ကျန်ပွဲအားလုံးကိုအနိုင်ရပြီးပရီးမီးယားလိဂ်ကိုစုကူးသွားမယ်ဆိုရင်တော့မီခေးကိုရောသူ့အသင်းကိုပါဂုဏ်ပြုပေးရုံပါပဲ။ဒီမတိုင်ခင်တော့ကျွန်တော်တို့လုံနိုင်တာအားလုံးလုံသွားမှာပါလို့မက်ဆီဒီနီပြဂွာဒီယိုလာကပြောလာခဲ့ပါတယ်။ဂွာဒီယိုလာကဘောလုံးလောကမှာအကောင်းဆုံးနီးပြတွေကတယောက်ပါ။သူ့ရဲ့မက်ဆီဒီကပရီးမီးယားလိဂ်မှာနှစ်ပေါင်းများစွာလွှမ်းမိုးထားခဲ့တာပါ။ဒါပေမဲ့အခုတော့အာဆင်နယ်ရဲ့အချိန်အဝါကြီးထွားလာမှုတွေပေါ်ဂွာဒီယိုလာကိုယ်တိုင်တောင်မှအတိအမှန်ပြုနေရပြီလေဖြစ်ပါတယ် ဂွာဒီယိုလာကမီကေအာဒီရာကိုချီချူပြီးအာဆင်နယ်ကနေပေါင်းများစွာအခြေခံအုတ်မြစ်ခိုင်မာတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကအာဆင်နယ်ကိုသူ့ရဲ့အဓိကပြိုင်ဘက်အဖြစ်သတ်မှတ်ထားတယ်ဆိုတာပေါ်ပြတာပါ။ဂွာဒီယိုလာကပရီးမီးယားလိဂ်ကရှေ့လျပြီးအဆင့်တစ်ခုမှာရက်တီဖို့ခက်ခဲတယ်လို့ပြောပါတယ်။ဒီလိမှာအသင်းကောင်းတွေအများကြီးရှိတယ်လို့လည်းဆိုပါတယ်။ဒါကသူ့ရဲ့တွေ့ကြုံကိုအခြေခံပြီးပြောတာဖြစ်ပြီးအာဆင်နယ်အနေနဲ့အရင်ယာတီတွေမှာတော့ဒါမျိုးတွေဖြစ်ခဲ့ဘူးလားကြောင့်ဒီနှစ်မှာလည်းသတိထားဖို့သတိပေးလိုက်ရလဲရောက်ပါတယ်။ အာဆင်နယ်ကလက်ချံပွဲတွေအားလုံးကိုအနိုင်ရပြီးပရီးမီးယားလိကိုစုကူးသွားရင်အာတီရာနဲ့သူ့အသင်းကိုဂုဏ်ပြုမယ်လို့ဂွာဒီယိုလာကပြောပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာမန်စီတီကသူတို့လုံနိုင်တာအားလုံးကိုလုံသွားမယ်လို့လည်းဆိုထားပါတယ်။ဒါကြီးကတော့အတော်လေးကိုအတိတ်တရားဝုဒ္ဓီစံလုံးပါတယ်။လက်ချံပွဲတွေအားလုံးကိုအာဆင်နယ်ကနိုင်စရာကိုမလိုပါဘူး။ဘာလို့လဲဆိုတော့အဓိကပြိုင်ဘက်တွေဖြစ်တဲ့လီဗာပူးတို့မန်စီတီတို့ကိုယ်တိုင်ကဒီနှစ်ရာသီမှာတိုင်ပတ်နေကြတာဖြစ်လို့ပါပဲ။ခုတော့ကိုယ်ပဲပဲရှိသေးပေမဲ့အမှတ်ကအတော်လေးကွာသွားပါပြီ။ဂွာဒီယိုလာရဲ့စကားတွေကိုတစ်ချက်ချင်းခွဲခြမ်းပြီး လက်ရှိအချက်လက်တွေနဲ့နိုင်ရှင်ကြည့်အောင်ပါအာဒီဒါကိုဂုံပြူပါတယ်အာဆင်နယ်ကအချိန်ကအုတ်မြစ်ခိုင်မာတဲ့အသင်းဆိုတဲ့အချက်ကတော့လုံးဝမှန်ကန်ပါတယ်မီကေးအာဒီဒါက2020မှာအာဆင်နယ်ကိုတာဝန်ယူပြီးကလေးကအသင်းကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်သူ့ရဲ့နီးပြူဟာကဘောလုံးပိုင်ဆိုင်မှုကိုအခြေခံတဲ့တိုက်စစ်နဲ့တင်းကျပ်တဲ့နောက်ခံပေါင်းဆက်မှုပါလက်ရှိရာသီမှာအာဆင်နယ်ကပေးကိုသုံးကိုပဲရှိထားပြီးပလင်းရှိနိုင်ပွဲတွေအများကြီးရယူထားနိုင်တာကဒီအချက်ကိုအကောင်းဆုံးတက်တည်ထူနေပါတယ်ဒါကြောင့်ဂွာဒီယိုလာရဲ့ဒီအချက်ကိုလုံးဝလက်ခံလို့ရနိုင်ပါတယ် အာဆင်နယ်ရဲ့စိန်ခေါ်မှုကဘလို့ပိုကောင်းအောင်လုပ်မလဲမန်စီးတီးနဲ့နီးစပ်အောင်ဘလို့လုံးမလဲဆိုတဲ့အချက်ကလည်းမှန်ကန်ပါတယ်အာဆင်နယ်ကမန်စီးတီးနဲ့နှစ်ပေါင်းများစွာပြိုင်ဆိုင်လာခဲ့ပြီးလွန်ခဲ့တဲ့နှစ်ရာသီလောက်တုန်းကမန်စီးတီးဟာနောက်ကနေအမှတ်ပြနေရကအာဆင်နယ်ကိုနောက်ကောက်ချပြီးချန်ပီယံဆုရယူနိုင်ခဲ့တဲ့သက်သေရှိပါတယ်ဒါကိုဂွာဒီယိုလာကသတိပေးပြီးတော့စိတ်ထဲစစ်စင်ရေးလုံးလိုက်တာလို့လည်းဆိုနိုင်ပါတယ်ပရီးမီးယားလိဂ်ကရှေ့လျာပြီးစစ်တကူမှာရက်တီဖို့ခက်ခဲတယ်ဆိုတဲ့အချက်ကဂွာဒီယိုလာရဲ့အတွေ့အကြုံကိုခြေခံထားပြီးလုံးဝမှန်ကန်ပါတယ် ီးမီးယားလီကပွဲစဉ်38ပွဲရှိတဲ့ရှည်လျားတဲ့လီးတစ်ခု ဖြစ်ပါတယ်။အသင်းကောင်းတွေဖြစ်တဲ့လီဗာပူး၊ချက်ဆီ၊မန်ယူနဲ့နယူကာဆယ်တို့ကအမြဲတမ်းစိတ်ခေါ်မှုပေးနိုင်ပါတယ်။ဒါကြောင့်အာဆင်နယ်အနေနဲ့ယာစီတစ်ခုလုံးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။ဤအတွက်ယင်ယာစီတွေကခံခဲ့ရတဲ့အတွေ့အကြုံကောင်းတွေကိုသင်ခန်းစာယူရပါမယ်။ချန်ပီယံဖြစ်ရင်ချန်ပီယံစိတ်ဓာတ်ရှိရပါမယ်။တွေ့ကြုံကောင်းတွေကိုပြောင်းလဲနိုင်စွာရှိဖို့လိုပါတယ်။ဒီကိုတော့ဂါဒီယိုလာရဲ့စကားတွေပေါ်ဘယ်လိုမြင်ကြလဲအာဆင်နယ်ကိုသူကစိတ်သက်စစ်စင်လာလို့တာလားပြောပြကြပါအောင်အဆုံးထိကြည်ပေးလို့ ားလုံးကိုကျေးဇူးတင်ပါတယ်